စာအုပ်ကကြတော့ကျွန်တော်တို့မှာအကြည့်တော့စာကြည့်လိုက်ဆိုပြီးတော့ကျွန်တော်တို့အဲ့စိတ်ကူးနဲ့ပေါ့အဲ့ရွယ်ချက်နဲ့ကျွန်တော်တို့စာကြည့်လိုက်လေးကိုကျူတောင်းနေတာရှိပါတယ်ခုနကလိုရှားတဲ့ဟာလေးပေါ့ဟိုမတ်ထွေးလေးအတံမျိုးဆိုလို့တခါမှတော့မကြားဘူးတော့လေအမေကူးတော့ဆိုမကြားဘူးတော့ကူးကိုဆိုင်တော့ကတော့ကြားဘူးတယ်ပေါ့တမုရှိတဲ့ပစ္စည်းတွေကိုထိမ့်သိမ့်ရတာတာဝန်လည်းကြည်ပါတယ်အဲကျွန်တော်တို့ကတော့အတတ်နိုင်ဆုံးတစ်ပိုင်းတစ်နိုင်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အတတ်နိုင်ဆုံးလုပ်သွားမယ်အထူးသဖြင့်တော့ဒီရှေးတုန်းကရှိခဲ့တဲ့အမွေနှစ်တွေကို နောက်လူတွေကိုခြံပေးဖို့ပေါ့နော်နောက်လူတွေကိုပြပေးဖို့အဲကျွန်တော်တို့မှာတာဝန်ရှိပါတယ်အကောင်းဆုံးပြရတော့စူးစမ်းမယ်နေရာတစ်ခုတော့လိုတာပေါ့နော်ဥမာခန်းမအကျယ်တစ်ခုမှာပစ္စည်းတွေကိုတည်ချာ air condition နဲ့ပါနဲ့တည်ချာထားနိုင်တဲ့ level ကိုတော့ဟိုစူးစမ်းရမှာပေါ့နော်ဟုတ်စာအုပ်ဖတ်တယ်ဆိုတာကတော့ကျွန်တော်တို့ရဲ့ကိုခံယူနိုင်တဲ့ကိုယ့်ရဲ့ background မှာမူတည်ပြီးကိုယ်မှာပုံရိပ်တွေထင်တာပေါ့နော်အဲ့လိုမျိုးဟာတွေကကြတော့ဒီစာအုပ်ကပေးတယ် အာဒီနေ့ကတော့ကိုနှင်းနေပေါ့နော်ကိုနှင်းနေကဟိုစာရေးဆရာကပြားဆရာပေါ့ဂီတာနဲ့ပတ်သက်ပြီးတော့လည်းသူကအများကြီးသူရေးတယ်လေအဲသူကနေဖုန်းဆက်လာတယ်ဖုန်းဆက်လာပြီးသူ့စင်မှာဓာပြားအဟောင်းလေးတွေပေါ့နော်အဲသူတို့မိဘလက်ထက်တွေကရှိတယ်ပေါ့နော်စာအုပ်လေးတွေလည်းလူကျင်တယ်ဆိုတော့ကျွန်တော်တို့ကတော့ဓာပြားကတော့ဒါကတော့ဟို run လေးလား run လေးလားကျွန်တော်တို့ကမသိဘူးကျွန်တော်တို့စင်မှာလည်းဒီဒီဘိုင်းကတော့မရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မိတ်ဆွေတွေတော့ရှိပါတယ်ဓာပြားနဲ့ပတ်သက်တာလေအာပြန်ပြီးတော့စမ်းကြည့်ရမှာပေါ့နော်ဒီဓာပြားလေးကို ်အစာအုပ်ကကြတော့ကျွန်တော်တို့မှာအကြီးတော်စာကြီးတိုက်ဆိုပြီးတော့ကျွန်တော်တို့အဲ့စိတ်ကူးနဲ့ပေါ့အဲ့ရွယ်ချက်နဲ့ကျွန်တော်တို့စာကြီးတိုက်လေးကိုထူထောင်နေတာရှိပါတယ်ဆိုတော့သူလှူတဲ့စာအုပ်တွေကတော့အဲ့ထက်မှစည်ရင်သွင်းပြီးတော့ပေါ့နော်စနစ်တကျကျွန်တော်တို့ထိန်းသိမ်းပြီးတော့အကြီးတော်စာကြီးတိုက်တယ်မှာဂီတမျိုးရဲ့စာကြီးတိုက်ပေါ့နော်အဲ့မှာကျွန်တော်တို့တစ်ဖက်ပြင်ပါပေါ့ဟုတ်အော်ဒီဟာရှီဟောင်းပတလာပေါ့နော်နောက်ပြီးတော့ဒီဘက်ကကျတော့အရင်တော့ကအရင်ခေတ်တုန်းက recorder ပေါ့အတန်ဖန်းတဲ့ set ပေါ့ဒါပေမဲ့အခုတော့ သူ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  running position တော့မဟုတ်တော့ဘူးပေါ့လေဒါလေးတွေကိုလည်းအမှတ်တရအနေနဲ့အဲကိုဇော်ဝင်းနိုင်ပေါ့တရုတ်ဆောင်ဥဇော်ဝင်းနိုင်ပေါ့နော်သူကနေပြီးတော့လှလှထားတာကျွန်တော်တို့ဒီမှာဒီလိုစာကြည့်တဲ့လေးလည်းရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကမ ్యూ ဇီယံပုံစံမျိုးလေးတွေလည်းနောက်ပိုင်းကျရင်လုပ်သွားမယ်ပေါ့နော်ဒီလိုပစ္စည်းတွေထိန်းသိမ်းထားမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ तू ကအဲအိုက်စက်ကူးနဲ့ तू အိမ်ပြောင်းတဲ့ခါကျတော့လေဒါလေးတွေကိုပို့အကျိုးရှိအောင်လို့ပေါ့နော်အမှတ်တရပြောင်းဆိုကျွန်တော်တို့စီ လာလူရဲကျွန်တော်တို့စီကြတော့လူငယ်အမှုပညာရှင်တွေလည်းအများကြီးရှိတယ်ကလေးတွေလည်းအများကြီးဝင်ထွက်ရှိတော့ဒါသူတို့ဟိုမြင်နေတွေ့နေရတာဗောနော်အဲ့ခါကျတော့ကောင်းတာဗောနော်အဲ့လိုမျိုးအမြင်နဲ့သူတို့လာလူကြတာပါကျွန်တော်တို့ကအလှမခံဘူးတကယ်တကယ်တော့လေအဲကျွန်တော်တို့ကကိုယ့်ကိုယ်ပဲစာအုပ်တွေဝယ်တယ်စာအုပ်အဟောင်းတွေလည်းရှာတယ်စာအုပ်အစ်စ်တွေဝယ်တယ်ဒီလိုမျိုးပဲကျွန်တော်တို့ကသွားနေတာအဲ့လိုလုပ်နေတဲ့အပေါ်မှာပဲဒါကိုယ်စော်ဝင်နိုင်လို့ပါလို့ဆိုရင်လည်းကျွန်တော်တို့နဲ့ကဘယ်လိုပြောမလဲနည်းနည်းအမှုပညာဆက်ဆက်မှုရှိနေတာဗောနော်အဲသူတို့အတွက်ပို့ပြီးတော့အိမ်မှာထားတာဒါတက်ကိုဒီဒီလိုနေရာမျိုးမှာထားရင်တော့ ပိုပြီးကောင်းမယ်လို့သူတို့ကထင်တာပေါ့ထင်တဲ့အခါကျတော့လေလာပြီးလာလှူတယ်လှူတာကိုလည်းကျွန်တော်တို့ကလက်ခံပေးတယ်ကျွန်တော်တို့ကတကူတကအဲ့လိုအလှခံတဲ့ပုံစံမျိုးတော့မဟုတ်ဘူးအခုကိုနေနေစုံလည်းဒီတိုင်းပဲကျွန်တော်တို့ကအမှုပညာချင်းဆက်ဆက်နေတာပေါ့နော်ဆက်ဆက်နေသူကလည်းဒီစိတ်ကူးလေးရတော့သူကဒီကိုလာလှူတဲ့သဘောပါပဲဟုတ်ကျွန်တော်ကတော့ဒီမျိုးစင်ပညာရှင်မျိုးတော့ကျွန်တော်မဟုတ်ဘူးပေါ့နော်ကျွန်တော်ကတော့ဂီတသမားတယောက်ပါပဲဒါပေမဲ့ကျွန်တော်စာအုပ်တွေကိုတံမိုးထားတယ်စာအုပ်တွေကိုလေးစားတယ်ပေါ့အဲစာအုပ်တွေတော့ကျွန်တော်တော်တော်ဖတ်တယ်နောက်ပြီးတော့ကျွန်တော်စီရလူတွေကိုလည်းကျွန်တော်စာအုပ်တွေဖတ်ခိုင်းတယ်ပေါ့နော် ဆိုတော့ဒီပစ္စည်းတွေကတော့အခုမှကျွန်တော်တို့ကဒီမျူဇီယံပုံစံဆိုတာကလည်းနိုင်တဲ့လောက်လေးပဲကျွန်တော်တို့ကလုပ်မှာဒါကဘာလို့ဆိုတော့ပညာရည်ကြီးတစ်ခုဖြစ်တယ်ပေါ့နော်ပညာတန်ဖိုးရှိတယ်တကယ်တမ်းကျတော့ကျွန်တော်တို့ကတန်ဖိုးရှိတဲ့ပစ္စည်းတွေကိုထိန်းသိမ်းရတာတာဝန်လည်းကြီးပါတယ်အဲကျွန်တော်တို့ကတော့အတက်နိုင်ဆုံးအပိုင်းတနိုင်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကအတက်နိုင်ဆုံးလုပ်သွားမယ်အထူးသဖြင့်တော့ဒီရှေးတုန်းကရှိခဲ့တဲ့အမွေနှစ်တွေကိုနောက်လူတွေကိုခြံပေးဖို့ပေါ့နော်နောက်လူတွေကိုပြပေးဖို့အဲကျွန်တော်တို့မှတာဝန်ရှိပါတယ် ်ငါအဲ့အတွက်တော့ကျွန်တော်တို့အကောင်းဆုံးဒါကိုအသုံးဝမယ်ပေါ့နော်ဟုတ်အဲလောလောဆယ်တော့ကျွန်တော်မှနေရာတော့အခက်အခဲရှိတယ်ကျွန်တော်တို့ကတင်တန်းအတွက်ပဲအခန်းနေရာရှိတာပေါ့နော်ရှိတော့တောင်တောင်ပိုင်းနဲ့မြောက်ပိုင်းနဲ့မှာကျွန်တော်တို့အိမ်တွေရှိတယ်အဲ့ဒီမှာပဲတင်တန်းလေးတွေလှုပ်ထားရတယ်ဆိုတော့နေရာတီးသန့်တော့ကျွန်တော်တို့ကထပ်ပြီးစီစဉ်ရမယ်ဒါကတော့အခုမှစလာတဲ့ကိစ္စတွေပေါ့လေအဲကျွန်တော်စလာတဲ့ခါကျတော့ဘလို့ကျွန်တော်ဆက်လုပ်ရမလဲဆိုတာတော့တေချာတော့မသိသေးဘူးပေါ့ဒါပေမဲ့အကောင်းဆုံးပြန်တော့စူးစမ်းမယ်နေရာတစ်ခုတော့လိုတာပေါ့နော်ဥမာခမ်းမအကျယ်တစ်ခုမှာ ပစ္စည်းတွေကိုတေချာ air condition နဲ့ပါနဲ့တေချာထားနိုင်တဲ့ level ကိုတော့ဟိုကြိုးစားရမှာပေါ့နော်ဟုတ်နံပါတ်1ကကျွန်တော်အကြည့်တော်စာကြည့်တိုက်ဆိုတာကိုတော့ကျွန်တော်ကကောင်းကောင်းလေးကျွန်တော်လုပ်ချင်တယ်အကြည့်တော်စာကြည့်တိုက်ပေါ့ဘာလို့လဲဆိုတော့ तू ကစာပေသမားဖြစ်တယ်စာလည်းဖတ်တယ်ကျွန်တော်တို့လည်းအများကြီးများဝေလို့ဆိုအကြည့်တော်စာကြည့်တိုက်ကိုတော့ကျွန်တော်လုပ်မယ်အဲ့ဒါနဲ့တွဲပြီးတော့ဒီလိုမျိုးပစ္စည်းလေးတွေတမိုးရှိတဲ့ကျွန်တော်စီကိုလာလှူတဲ့ပစ္စည်းလေးတွေကိုလည်းကျွန်တော်ကခင်းကျင်းပြသွားမယ်ပေါ့နော်ဒါနောက်ပိုင်းကြရင်တော့ ကျွန်တော်တို့စီလာတက်တဲ့ကလေးတွေမှန်သမျှကိုကျွန်တော်တို့ကစာကြည့်တဲ့ SS စေနောက်ပြီးတော့ကျွန်တော်တို့ audio SS စေကျွန်တော်တို့ကပေးတာလေအော်ကျွန်တော်တို့စုထားတဲ့ဒီမဟာဂီတတချင်းတွေအပုတ်ရေပေါင်းများစွာပေါ့နော်အဲ့ဒါတွေရှိတယ်နောက်ပြီးတော့အပုတ်တစ်ထောင်ကျွန်တော်စုခဲ့တာတွေရှိတယ်မြန်မာဂီတ category အမျိုးမျိုးပေါ့ဒါတွေကိုကျွန်တော်အချိန်မီလေးလာလို့ရတယ်ဒါဝင်ပြီးတော့ကြည့်လို့ရတယ်အဲနောက်ပြီးတော့ဒါတွေနဲ့ပတ်သက်ပြီးတော့မေးမယ်ဆိုရင်လည်းကျွန်တော်တို့ကအဲကျွန်တော်တို့ဖြည့်ပေးတယ်ပေါ့နော်အဲအဲ့လိုလေးတော့ စာကြည့်တဲ့ဆိုလဲစာအုပ်စင်လဲသူတို့စိတ်ဝင်စားတဲ့စာအုပ်ကိုတိုက်တဲ့စာအုပ်ကိုကျွန်တော်တို့ကယူပြီးဖတ်လို့ရတယ်ပေါ့နော်အဲအဲ့လိုအဲ့လိုတော့လုပ်ပေးတာပါပဲဟုတ်ကျွန်တော်တို့ကကိုကြည်ဆုံးကတော့မှပဲဒါစဉ်းစားပြတာပေါ့သူ့နာမည်ကိုလည်းအများကြီးကျွန်တော်တို့ကရှင်းတန်းစီခြင်းတယ်လေရှင်းတန်းစီခြင်းတဲ့အခါကျတော့ဒါလေးကအကောင်းတယ်ပေါ့သူ့မှာလည်းစာအုပ်တွေအများကြီးရှိတယ်အဲနောက်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ထပ်စုတာလည်းစာအုပ်နဲ့ဆိုထောင်းချီပြီးတော့တော့ကျွန်တော်တို့မှာစာအုပ်တွေတော့အများကြီးရှိနေပါပြီထောင်ချီရနေတောင်းချီလောက်ပေါ့တကယ်တန်မှုရှိတဲ့စာအုပ်တွေပေါ့လေအဲဂီတာနဲ့ပတ်သက်မယ်အနုပညာနဲ့ပတ်သက်မယ် ဒါတွေကိုကျွန်တော်တို့ကဆက်ပြီးစုတော်မှာပါဒါတွေကရေရှည်အလုပ်ဖြစ်တဲ့အတွက်ရေတုံနဲ့တော့မပြည့်စုံနိုင်ဘူးမဟုတ်နော်ရေရှည်ကျွန်တော်တို့ကသွားမယ်စနစ်တကျလုပ်မယ်နောက်စာကြည့်တဲ့ပညာကအစအဲဒါကိုဒီဒီဒီပညာကိုတတ်တဲ့လူတွေကိုကျွန်တော်တို့ကနောက်ပညာခန့်မယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်စဉ်းစားတာပါတော့ဟုတ်အချိန်နဲ့အမျှပေါ့ကျွန်တော်တို့ကတော့အမြဲတမ်းဟိုတတ်နိုင်ရင်တတ်နိုင်သလောက်ပတ်စံနည်းနည်းရှိပြီဆိုတာနဲ့စာအုပ်တွေကျွန်တော်တို့သွားဝယ်ရဲရှာတယ်နောက်စာအုပ်ဆိုင်တွေကျွန်တော်တို့ပြောထားတယ်ဟိုတန်ဖိုးရှိတဲ့စာအုပ်တွေဆိုရင်ကျွန်တော်တို့ပြောပေါ့ကျွန်တော်တို့ယူတယ်ပေါ့နော်အဲ့ဒါမျိုးဟုတ် ကျွန်တော်တို့ငငယ်တုန်းကတော့ဟိုပါဘောเนาะဒီဒီလိုမျိုးဖုန်းတွေပါလဲမရှိဘူးမရှိတော့ကျွန်တော်တို့တုန်းကတော့နေတော့မတူဘူးပေါ့အခုကျတော့ကလေးတွေက Google တို့ပါတော့နေပြီးတော့သူတို့ shortcut ပေါ့เนาะအဲသူတို့ရှားနိုင်တယ်ဆိုတော့အဲ့ဒါတွေကလည်းတကယ်တမ်းကျတော့ဒီ Google နဲ့ရှားတာတို့ပါတော့လည်းအကျိုးရှိပါတယ်ဒါပေမဲ့စာအုပ်နဲ့ဘာကွာလဲဆိုတော့စာအုပ်ကျတော့ထိုင်ပြီးတော့ကိုကျွန်တော်တို့ကဖတ်ရတာပေါ့เนาะစာအုပ်ဖတ်တယ်ဆိုတာကတော့ကျွန်တော်တို့ရဲ့ကိုခံယူနိုင်တဲ့ကိုယ့်ရဲ့ background မှာမူတည်ပြီးကိုယ်မှာပုံရိပ်တွေထင်တာပေါ့เนาะအဲ့လိုမျိုးဟာတွေကကျတော့ဒီစာအုပ်ကပေးတယ်နောက်ပြီးတော့ စိတ်မြင့်နေပြီပေါ့အချိန်ပေးပြီးတော့ဒီဇာုပ်တုပ်ကိုဖတ်ရတယ်နောက်ပြီးတော့ရှီးတော့ကကိုဖတ်တဲ့ဇလန်လာမှုလဲစတိုရီနဲ့ပတ်သက်ပြီးကွာရုပ်လုံးတွေပေါ်အောင်စဉ်းစားရတယ်ပေါ့ဒီအပိုင်းကကြတော့ဇာုပ်ကအများကြီးဟိုကူညီပေးနိုင်တယ်ကျွန်တော်တို့ရဲ့စိတ်ကူးစိတ်သန်းတွေအဲနောက်အတွေ့အကြုံတွေပညာရှင်ကြီးတွေတွေးခေါ်ကြတဲ့အတွေ့အခေါ်တွေနောက်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေဒါတွေအားလုံးကဇာုပ်ထဲမှာဖတ်လို့ရှင်ပို့ပြီးတော့ဒါကျွန်တော်တို့ကအများကြီးပို့တွေ့ရတယ်ပေါ့နော်ဟိုဒီ online ပေါ်မှာတော့တချို့ shortcut တွေတင်ထားတာရှိတယ်လိုရင်းတူရှင်းလေးတွေတင်ထားတာရှိတယ်ဒါပေမဲ့ data အပြည့်ဝရဖို့ကတော့ မလွယ်ဘူးပေါ့နော် စာအုပ်မှာတော့အများကြီးဟိုပို့ပြီးတော့ကျေပြန့်တာပေါ့ကျွန်တော်ကတော့အကြံပေးချင်တာစာဖတ်ကြပါပေါ့နော်စာများများဖတ်တာကောင်းပါတယ်တကယ်ကိုစိတ်ဝင်စားတဲ့စာကိုဖတ်ပေါ့နော်အဲကျွန်တော်ကတော့ဘယ်ဟာကိုစိတ်ဝင်စားလဲဆိုတော့ကျွန်တော်တမိုင်းနဲ့ပတ်သက်တာတမိုင်းမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေအနုပညာရှင်တွေရည်တည်မှုတွေဒါတွေကိုကျွန်တော်စိတ်ဝင်စားတော့ကျွန်တော်အဲ့ဒါတွေကို တော်တော်ဖတ်တယ်တယောက်နဲ့တယောက်တော့မတူနိုင်ဘူးပေါ့ဒါပေမဲ့စာဖတ်ကြပါစာဖတ်တာအရန်ကောင်းပါတယ်လို့တော့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကျွန်တော်ကတော့အများကြီးတော့ကျွန်တော်တို့လောလောဆယ်တော့လက်ခံနိုင်တဲ့အစားမရှိသေးဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဆိုမှခုနကလိုနေရာထိုင်ခင်းပါညာခက်ခဲရှိနေသေးတာပေါ့နော်ဆိုတော့ဟိုအဲ့လိုမျိုးတကယ်လို့ကျွန်တော်တို့ဒီမှာပိုအကျိုးရှိတယ်လို့ထင်နေဆိုရင်လည်းကျွန်တော်တို့ကတော့ဝဲကမ်းပါပဲကျွန်တော်တို့ကတော့ဟိုပါဖြစ်ပါတယ်ကျွန်တော်လည်းအတက်နိုင်ဆုံးတာအကောင်းဆုံးလုပ်သွားမှာပေါ့နော်ဒါပေမဲ့အများကြီးလက်ခံနိုင်စွမ်းကတော့ကျွန်တော် capacity ကမရှိသေးဘူးပေါ့လေ မရှိသေးဘူးဆိုတော့လက်ရှိအခြေအနေကတော့အဲ့လိုမျိုးပါပဲကိုယ်စီရောက်လာတဲ့ဟာကိုပဲကျွန်တော်တို့အကောင်းဆုံးထိန်းသိမ်းမယ်ပေါ့နော်ဟုတ်